အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ Trip in Myanmar ဆိုတဲ့ကောင်းတဲ့အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာတွေရဲ့အကြောင်းကိုအဓိကပြန်လည်မျှဝေနေတာဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒီ episode 16ကတော့ကျွန်တော်တို့ကလောနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေနေတဲ့အပိုင်းဖြစ်ပါတယ်အဲ့ဒီမှာမှာအခုမျှဝေတာက around cologne assisting episode 16မှာမှာ cologne နဲ့ပတ်သက်တဲ့မျှဝေနေတဲ့အပိုင်း16ကိုမျှဝေမှာဖြစ်ပါတယ်။ ီနေ့မြောက်မှုမှာကကလောမှာတာယောက်ဖြစ်ခဲ့တဲ့မနက်စာဗစပြခဲ့တဲ့အိန္ဒိယစာစာဆိုင်ပြီးပြီးတော့ကလောရဲ့လှပတဲ့မြင်ကွင်းချို့နဲ့ မြင်းကဆိုတဲ့ကလောအထွက်ဘက်ကရွာလေးတစ်ခုရဲ့မြင်ကွင်းတွေကိုမျှဝေပေးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျကလောရဲ့တက်ကမိုးရွှင်းဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေအမြဲလို့လို့ကြုံရတတ်တယ်တိမ်တွေထိတ်မှ မိုးတိမ်မျိုးတွေဖုံးပြီးတော့ကန္တလီနဲ့သွားတဲ့လမ်းပေါ်မှာဒီလိုတိမ်ငွေ့တွေကြားထဲကနေသွားရတဲ့အခိုက်အတန့်တွေလည်းရှိတယ်ဗျ Okay ်ဒါကတော့ကျွန်တော်တို့မနက်စာသွားစားဖြစ်တဲ့အိန္ဒိယအစားအစာဆိုင်လေးဆိုင်နာမည်ကဒီမှာကျွန်တော်တို့ဟိုမျှဝေနေကြပုံစံအတိုင်းပါပဲကျွန်တော်တို့လက်ကလုံးရိုက်ထားတဲ့မြင်ကွင်းတွေပြီးသွားတော့ပြီးခဲ့တဲ့အချိန်တစ်ခုကရိုက်ထားပြတဲ့မြင်ကွင်းတွေစသည်ဖြင့်ကျွန်တော်တို့အဲ့ဒါတွေအားလုံးကိုပြန်လဲပေါင်းစပ်မျှဝေတာဖြစ်ပါတယ် ဆိုင်ရဲဒါကဟိုပါဘောအဓိကအဟိုပါဘောအဆောင်ဘောအဲ့ဒါကဒီမှာတပင်ပန်းမင်းလေးတွေအတော်များများသူတို့ထားထားတယ်ဒါကသူတို့အဲ kitchen လဲဟုတ်တယ်သူတို့ရဲ့ home လဲဟုတ်တယ်ဒီရှိပိုင်းနေက kitchen ဖြစ်သုံးတယ် သူဆိုင်လေးနဲ့ခြံလေးရဲ့အခြေဝန်းကတအားကြီးအခြေကြီးမဟုတ်ပေမဲ့လူသူအတော်အသင့်ထိုင်နိုင်တဲ့အနေအထားသူရေအတွက်အတော်လေးထိုင်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပြီးတော့သူလှုပ်လို့ရသမျှအကုန်ပြင်ဆင်ထားတယ်အဲ့လိုမျိုးလေးဒီဘက်မှာဆိုရင်ဒါကဟိုပါပေါ့ toilet အခုခုနအပေါက်လေးကအဲ့ဒါဘေးပေါက်ပေါ့ဘေးပေါက်ပေါ့ ျွန်တော်တို့ကဟိုရှေ့ကပြတဲ့ဟာအဲ့ဒါအဓိက main ဝင်ပေါ့ဒီလိုမျိုးဟိုပါပေါ့အာ country style ပေါ့အချိန်ကကြည့်လဲရိုးရပုံစံပဲအာ DTV တွေ DTV တွေ ခုတော့တော်တော်လေးနေသွားပြီနော်မရှိတလို့ဖြစ်သွားပြီဒီပန်းလေးကြီးလည်းလှတယ်ဒီပန်းကိုဘယ်လိုခေါ်လဲတော့မသိဘူးသိတဲ့လူရှိရင်တော့ကျွန်တော်တို့နာမည်လေးပါလေးပြောပြပေးခဲ့အောင်ဗျတာကနာဆိုင်ရဲ့အဓိကနေရာဟာဒီမှာတွေ့လားသူသူနောက်ကမီဒီကျုပ်အရှိဟိုဟာဖြစ်တယ်အဲ့အဲ့အတွက် ကိုဒီလိုမျိုးနောက်မှာ LED ထွက်နေတာအဲကြောင့်မလို့ဟိုးရင်ခက်က TV အိမ်နေဆိုလို့ရှိရင်တက်တာအိမ်နေဆိုအဲ့လိုနောက်ကအဲ့လိုထူကြီးနေဗီဒီယိုလိုမျိုးလောက်ရတာလေအေးချင်းချင်းထိုင်လို့ကောင်းတယ်ဆိုင်ရဲ့ပုံစံလေးကအာဒီမှာတွေ့လားကိုရွှေပြား လူတွေကကျမ်းမာရေးအတွက်ပြားရည်တွေကိုအတင်းလိုက်ဝယ်တောက်ဖို့ရည်သူတို့မှာပြားရည်ကိုဒီလိုစုရတာဆိုင်ကဒီလိုမျိုးတောင်းလေးဆိုင်ဒီထဲမှာဒီထဲမှာလည်း10ခုံ12ခုံလောက်ရှိမှထင်တယ်စတော့ခက်မှန်းကြီးလူ90လောက်အလုံးမဆိုရင်တော့လူမနေဘူးလူတပြိုင်တည်းဆိုရင်တော့လူ80ရေလောက်လို့ဆက်မှထင်တယ်โอเคအိန္ဒိယစား ဒါချပါတီလို့ခေါ်မှာနော်ဟွန်းကပတ်စိတ်သားကပတ်ချပါတီနဲ့ဒါကစိတ်ဆုစိတ်ဆုကလေလေဟာရွေးတယ်နော်ရွေးတယ်စိတ်ဆုကဟိုမမဖြစ်လို့ရှိရင်နည်းနည်းလေးအတိမ်ဆောင်ရှိတာနဲ့ညှိနေတာအထွက်တာအဆင်ပြေတယ်သူစီမှာပူရီဟာလူပူရီ အာဒါကတိလာအဲ့ဒါဘာလဲဆိုတော့အဲ့ဒါဘာလဲဆိုတော့နွားနို့ရေကော်ဖီရေဂျင်တီရေသုံးမျိုးစဉ်းစားကြည့်ရအဲ့သုံးခုပေါင်းလိုက်လို့ရှိရင်နောက်ထပ်အရသာတမျိုးထပ်ထွက်လာမှာထင်တယ်ဘယ်လိုထွက်လာမလဲတော့မသိဘူးโอเคဒါသူ့ပူရီလေးတွေဆိုလဲပူရီအသားကောင်းတယ်လေပေါင်းပေါင်းလေးနဲ့ပြီးရင်ဟိုပါဗော ချက်ပတီချက်ပတီနဲ့ဒီစိတ်သားကပတ်နဲ့လည်းမိုက်တယ်သူကဒါလိုက်ဖက်တဲ့အစားအစာတွေပေါ့โอเคကလောရဲ့မြင်ကွင်းလေးအချို့မျှဝေပါမယ်တဘာဝအတိုင်းလှနေတဲ့ကလောခီးသွားတွေဆွဆွမဲ့မဲ့လာကြလေးရှိတဲ့ကလောဒီနေရာလေးကိုတည်လာကလောကကလောကဘယ်နေရာလေးလဲလို့ သိတယ်လို့ရှိရင်တစ်ချက်လောက်ချက်ဖွင့်သေးတယ်တိတ်ထူးထူးခြားခြားနေရာကြီးမဟုတ်ဘူးเนาะโอเคဒါကတော့ကလောမှာနောက်တစ်ခုကလေသဘောကျဖို့ကောင်းတာကသူက hotel ရှိတယ် motel ရှိတယ် inn ရှိတယ် guest house ရှိတယ် level အမျိုးမျိုးရှိတယ်ကိုယ်သုံးမဲ့ budget ပေါ်မူတည်ပြီးတော့ဘလောက်နည်းနည်းသုံးညင်တာလဲဘလောက်များများသုံးညင်တာလဲဘလောက် facility လိုချင်တာလဲအဲ့လိုမျိုးရွေးခွင့်ရှိတဲ့နေရာမျိုးလေးတခုတော့ရှိတယ်ဒီမျိုးလေးက ပြောကြည်ပြောလို့ရတယ် entertainment ဥစားပေးတဲ့မျိုးမဟုတ်ဘူးအေးအေးချမ်းချမ်းအနားယူတဲ့မျိုး relax လုပ်တဲ့မျိုးလေးလေဆရာပတ်ဆရာတွေရှိမယ်အဲ့ဒီလေဆရာပတ်ဆရာတွေကလည်းတဘာဝပတ်ဝန်းကျင် အလှအပကိုအခြေခံတဲ့လေပတ်ဆရာတွေအဲ့လိုမျိုးလေးနဲ့အေးအေးချမ်းချမ်းတကယ်အနားယူလို့ကောင်းတဲ့အထူးသဖြင့်မိသားစုတအားအနားယူလို့ကောင်းတဲ့မျိုးပြပဝင်ကလောရဲ့ပတ်ဝန်းကျင်အားလုံးကဒီလိုမြင်ကွင်းနေနဲ့ပြည့်နှက်နေတာ မကြည့်ဒါနော်ဒါကလောရဲ့ရက်ွက်တစ်ခုတည်းမှတွေ့ရတဲ့မြင်ကွင်းကလောရဲ့အစွန်ကျတဲ့ရက်ွက်ပေါ့လေအဲ့လိုမျိုးတော့ပြောလို့ရတာပေါ့ဘလောက်ခွလဲဒါကတော့မြို့တယ်ပဲချမ်းသူ့မှာကအဲ့လိုဟို သူ့မှာရှိနေတဲ့ဒီတဲခုတ်စရာနေရာတွေအားလုံးကလည်းသူက cottage style လေးတွေဦးစားပေးထားအောင်ဒါဟုတ်သူ country ပုံစံဘက်ကိုသွားတာဆိုတော့မြို့ကအဲ့လိုမျိုးဖြစ်နေတာတကယ်သဘောကျစရာပဲအာအခုကတော့ကျွန်တော်တို့ဟိုပါလေမြင်းကကလောကနေပြီးတော့အောင်မဘက်ကိုအထွက်ဒီ sign board ရှိတယ်မြင်းနေတဲ့တပ်ပုတ်ရိုက်ကြတဲ့နေရာလေးအဲ့ဒီ ဒီကနေဝင်သွားရတဲ့ငင်းကဆိုတဲ့ယူဟာလေးစီသွားကြည့်မှာဒါပြည်တော်စုလမ်းမကြီးပြည်စုလမ်းမကြီးကနေပြီးတော့ဟိုမှာကကလောဆိုင်ပုတ်ဒါကလောပဲအထွက်အောင်မမဲ့အထွက်ပေါ့ကလောကအိတ်လန်းကြလေး okay ဒီလန်းလေးဒီလန်းလေးကနေပြီးတော့အဲ့ဒီကိုသွားရမှာငင်းကဆိုတဲ့ယူဟာစီတို့ဒီမှာကအိမ်ယာဆောက်လုပ်ရေးလုပ်ငန်းတွေလည်းရှိနေတယ် ီနေရာလေးကဘယ်နေရာလဲဆိုတော့အိုးစီတောင်အိုးစီတောင်ကလောရဲ့အိုးစီတောင်ကလောရဲ့လက်ဘက်ဆရာတခုသူ့ရဲ့ထူးခြားချက်ကတော့ဆောင်းနေဆိုလို့ရှိရင်တိမ်ပင်လေကြည့်လို့ရတယ်မနေ့9နိုင်ခွဲလောက်ဆိုဒီဘော်ရောက်လာကြတယ်6နိုင်ခွဲလောက်အထိကြည့်လို့ရတယ်အဲ့နေရာလေးကနေနိအခုကတော့ဒါအဲ့ဒီကိုကြော်လာပြီးသွားတော့အမြင့်ကကိုသွားမှာโอเคညီကရွာကိုမဝင်ခင်ဒီတောင်ကုန်းလေးဘော်ကနေကြည့်ရင်ဒီလိုမြင်ရတယ် ခုနမြင်ရတဲ့နေရာလေးအဲ့ဒါမြင်းကဒါမြင်းကဆိုရဲရွာဘလောက်လာလဲမြင်းကဆိုရဲရွာလေးကအခုဒီလိုမျိုး တောင်ကုန်းတွေနဲ့တောင်တန်းတွေကြားတွေကပြန်လေးမှာအဲ့ပြန်လေးမှာရှိနေတယ်ဒီလိုမျိုးလေးသူပုံစံလေးကအာအရှင်တုန်းကတော့ထုံးစံအတိုင်းပဲစိုက်ပျိုးရေးအဓိကလုပ်တယ်ကြေးရွာလေးပေါ့နောက်ပိုင်းမှာတော့သူကဟိုပါပေါ့ဒီ vacation home နေပြီးတော့ rental house တွေအဲ့လိုမျိုးလေးတွေတော်တော်လေးများလာတယ်သူ့ရွာထဲမှာသူ့ရဲ့တည်နေပုံလေးကလည်းဘေးပတ်လင်မှာတောင်ထဲနေဝင်းရံနေတယ်အဆောင်နှင်းဆိုလည်းအနှင်းကိုတွေဝေးလို့မိုးရင်းဆိုလို့ရှိရင်လည်းမိုးမြူတွေဆိုင်လို့အဲ့အဲ့လိုနေရာမျိုးလေးဆိုတဲ့အခါကျတော့အတော်များများသဘောကျကြတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီဘက်ဒီမှာနေပြကြတယ်ပေါ့အခုကတော့ဒါကျွန်တော်တို့အဲ့ဒီထဲကိုသွားမှာ ။ဘာလို့ကလောမှာကကလောကနေအောင်မဲ့ဘက်အထွက်မှာကသူကကလောမျိုးကအဲ့ဒီဘက်ကိုရှီရှီထွက်လာတယ်လို့ပြောရမှာပေါ့။ဘာလို့လဲဆိုတော့ဒီအင်းပြင်အင်းပြင်ဆိုလို့ရှိရင်လည်းအင်းပြင်မှာကခုနလို vacation home နေအဲ့လို rented house တွေပဲအဓိကအများကြီးပဲ။ဆိုတော့အဲ့ဒါဒီပြောင်းစုလမ်းမကြီးဘွားကကြီးလိုက်ရင်ကိုမြင်ရတယ်။အဲ့အိမ်မြပြီးတော့တခါဒီဘက်ကိုဆက်ထွက်လာပြီကိုမြင်းကပေါ့မြင်းကဆိုလဲအခုဒီလိုမျိုးလေးတွေဖြစ်လာပြီသူကတော့မြင်းကကျတော့သူကဟိုပါပေါ့ပြောင်းပြီးလမ်းမကြီးကနေနည်းနည်းဝင်ရတယ်ပေါ့ 5မိနစ်10မိနစ်ပေါ့တလောက်ပါပဲ10မိနစ်တော့မရှိပါဘူး5မိနစ်လောက်ဝင်လာရင်ရောက်ပါတယ်ဒီမှာဒါရွာဝင်ကန်ဒီလေးโอเคဒါဆိုဒါရွာဝင်ရွာဝဲမြင်ခွင့်ရဒီလိုမျိုးလေးဒီမှာအင်းလေးဒီပုံစံလေးတွေဒီလိုပုံစံလေးတွေဒီမှာကြည့်တာမန်တွတ်သူဟိုအစင်ဆက်နေကြတဲ့အိမ်လေးလည်းရှိတယ်။တဖြည်းဖြည်းနဲ့အခုဒီလိုမျိုး ပုံစံလေးတွေပြင်ဆင်ပြောင်းလဲလာတဲ့ အဲအနေထားလေးတွေလည်းရှိရပေါ့ဒီမှာကြည့်လိုက်ဒါဆိုဒါဒီနေရာလေးကိုကွက်ပြလို့ရှိရင်ရွာလို့ဘယ်လိုဘယ်လိုလုပ်ပြောမလဲနော်ဒီမှာချိုးရီဆိုလို့ရှိရင်ပြင်ဆင်ဆောင်ရွက်ဆက်လောက်ကင်စေသူကလမ်းလေးတွေကတော့ဟိုကျင်းနေတော့မဟုတ်ဘူးအနေတော့ဘာပဲကားနဲ့စီးလောက်တော့ရှောင်လို့ရတယ်ပြီးတော့လမ်းကအာကောင်းလားဆိုတော့မဆိုးအကောင်းမှုပဲသွားလို့ရတယ်ဒါဆိုဒါကတော့တောင်တွေဘက်ကိုသွားတယ်လေဒီခုနမြင်းကရဲ့ဒီဘက်ထိတ်ကိုရောက်လာပြီရောက်လာပြီးတော့တောင်ပေါ်တက်တဲ့လမ်းလေးတွေဖြစ်လာပြီ ီမှာဒီလိုဆောက်ဦးတွေရှိတယ်အဲတောင်ပေါ်တက်တဲ့လမ်းတွေရှိတယ်ဒီဘက်ဒီမှာတောင်ပေါ်တက်တာဝါသနာပါရင်လည်းတောင်တက်လို့ရတာပေါ့တဘောချစီရွာလေးဗျသူ့ရွာပုံစံလေးကိုကလေဒီမှာကြည့်ဒါသူ့လမ်းမပေါ်ကနေလှမ်းကြည့်လိုက်လို့ရှိရင်လည်းဒီအောက်အနှိမ့်ပိုင်းတွေကဒီလိုမြင်ကွင်းလေးတွေရှိတယ် ကျွန်တော်တို့မြင်းကရွာလေးရဲ့မြင်ကွင်းလေးကိုတွေ့မြင်နိုင်အောင်ဒီထဲမှာတော့နာမည်ကျော်အခုန Rural House Day Vacation Home တွေလည်းရှိတယ်ဗျအများကြီးပဲ Okay ကျွန်တော်တို့ဒီပိုင်းလေးမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုကြည့်ရှုပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်